မင်္ဂလာပါရှင်ခစ်တတလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချိုင်းမြန်မာနယ်စပ်အနီးရောက်ရှိလာသောမြန်မာစစ်ကောင်စီ YAK 130တိုက်လေယာဉ်ကိုကြားဖြတ်ရန် F60 တိုက်လေယာဉ်နှစ်စီးထိုင်းလီတက်ကအရေးပေါ်ဆေးလွတ်တဲ့ဆိုတဲ့သတင်းနဲ့စစ်တပ်စစ်ကြောင်းတစ်ခုလုံးချိန်မုံခံရ၍စစ်ကောင်စီက၄ကြောင်းတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်အနီးရောက်ရှိလာသောမြန်မာစစ်ကောင်စီ AK 130တိုက်လေယာဉ်ကိုကြာပြတ်တိုက်ရန် F 63တိုက်လေယာဉ်နှက်စီထိုင်းလီတက်ကအရေးပေါ်ဆေလွတ်လိုက်ကြောင်းထိုင်းတော်ဝင်လီတက်ကအရေးပေါ်သတင်းထုတ်ပြန်ပါရယ်ယနေ့ထိုင်းစံတော်ချိန်မိုးလင်းတနာဤ3မိနစ်အချိန်မြန်မာစစ်ကောင်စီ AK 130တိုက်လေယာဉ်သည် ထိုင်းဝေဟင်ပိုင်းနက်သို့ချင်းကပ်လာသဖြင့်ထိုင်းတော်ဝင်လီတက်က F 60တိုက်လေယာဉ်နှက်စီကိုအရေးပေါ်ဆေလွတ်လိုက်ကြောင်း မြန်မာစစ်ကောင်စီ၏တိုက်လေရင်ကိုကြားပြတ်ဟန်တာရန်စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။မြန်မာစစ်ကောင်စီ၏အင်အား80ကျော်ရှိစစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းမဟာမိတ်တပ်များကအခြေမုံးလိုက်ပြီးနောက်မြန်မာစစ်တပ်ကတိုက်လေရင်များစေလွှတ်လာခြင်းဖြစ်ကြောင်းလက်ရှိတွင်ပုံကျဲမှုများလှုပ်ဆောင်သွားကြောင်းနေဆက်တဲ့ရင်မြစ်တချို့ကပြောပါတယ်။ချိုင်းဘက်ကတော့ကြီးတက်တဲ့လေတက်ကိုအသိပြင်ထားတာတွေ့တယ်။ စစ်ကောင်စီရဲ့တိုက်လေရင်ကတော့ဘုံကျဲသွားပြီဟုနေဆက်စီရီတရင်ရင်မြကပြောဆိုပါရယ်။ KNL ပူပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများအလုံးကိုတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရပါရယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်သေဘောဘူးစခန်းတို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူပေါင်းတပ်များကချိန်မုံလိုက်ပြီးစစ်သား30ကျော်အရှင်မီစစ်သားအများပြသိဆုံးပြီးလက်နက်များရရှိတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘူးစကန်တို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်တောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များကချေမုန်းလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကာအများပြားသေဆုံးသွားကြောင်း KNLA စစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနသို့ပြောကြားပါရယ်မေလ28ရက်နေ့မှစတင်ပြီးကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တေဘောပိုးစစ်တပ်စခန်းသို့စစ်ကူလာသောအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကို DKBA ဌာနချုပ်စုံစည်းမြိုင်အနီးသို့ရောက်ရှိနေစဉ် KNL မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းယနေ့နယ်လပိုင်းတွင်အဆိုပါစစ်တပ်စစ်ကြောင်းမှစစ်ကြောင်းတစ်ခုလုံးပြုတ်သွားပြီးစစ်သား30ကျော်အရှင်ဖမ်းဆီးရရှိခဲ့ကြောင်းအများပြားသိဆုံးကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းကတေဘောဘူးကိုသွားဖို့လာတာ DKPA ဌာနချုပ်နာရောက်မှထွန်လန်ရေးတပ်တွေကပိတ်ဆို့ပြီးတိုက်ခိုက်တာအခုတော့ရှင်းသွားပါပြီစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားပြီးစစ်ကြောင်းမှာအင်အား82ဦးပါတယ်။ကြားဖြတ်တိုက်တာမှာ30ကျော်လက်ရှိအရှင်ဖမ်းမိထားတယ်။ ကျန်တာတွေအကုန်လိုက်ရှင်းနေတယ်လက်နက်တွေလည်းရထားတယ်လေရင်လာချင်းနိုင်လို့တရီထားနေရတယ်မနေ့ကနေဒီမနက်ပိုင်းမှာအပီချားပြတ်တိုက်ခိုက်တာပါဟုစစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်ထို့ပြင်သေဘောဘိုးရွာထိပ်ရှိအကြံဖက်စစ်ကောင်စီသေဘောဘိုးစခန်းနေရာနဲ့ကာကင်းစခန်းနေရာကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ် ထိုင်းမြန်မာနယ်စပ်ဝေါ်လီတွင် KNL မဟာမိတ်တပ်များကအကြံဖက်စစ်ကောင်စီတပ်စခန်းတွေကိုစက်တိုက်မနာတမ်းစစ်ဆင်တိုက်ခိုက်နေပြီးမဟာမိတ်ပူးပေါင်းတပ်များအနေဖြင့်လည်းခနဲလီမော်ခီထီသေးပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးမြင်းချံမြို့ပေါ်ရှိခရယာယုံရဲတင်နှန်းကျောင်းဇီးချံစစ်တပ်ဂိတ်နှင့်သကဝါဂိတ်တို့ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနှင့်ပြူစော်တီရှစ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းညင်းချံမြို့ပေါ်ရှိခရိုင်ရုံရဲတင်နံကျောင်းစီးချံစစ်တပ်ဂိတ်နှင့်စကဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနှင့်ပြူစောတီးရှိဦးသေဆုံးခဲ့ကြောင်းမယန်ပလတ်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုက်ခဲကသတင်းဌာနသို့ပြောကြားပါရယ်မေလ15ရက်နနေ့10နာရီမှစ၍ညင်းချံမြို့ခရိုင်ရုံ ရဲတင်တန်းကြောင့်အမတ်၁၈ရက်ကွယ်ဇီးချံကကင်းဂိတ်စခန်းနဲ့အမတ်၁၈ရက်ကွယ်စကဝါကကင်းဂိတ်စခန်းတို့ကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်မြင်းချံဘလတ်တိုက်က MPD တပ်ဖွဲ့နဲ့မဟာမိတ်များပူးပေါင်းကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စခန်းတော့မသိမ်းနိုင်ခဲ့ဘူးမြို့ပေါ်ဆိုတော့တရင်ပေါက်တဲ့အပိုင်းတွေလည်းပါမယ်တီထားတဲ့အင်အားထက်၃လေးစားလောက်များနေတာရှိတယ်။အဲ့လိုဆိုတော့လက်နက်တွေလည်းမရခဲ့ဘူး။ဒီစစ်စင်ရေးအတွင်မှာပြည်သူတွေထိခိုက်မှုရှိတယ်လို့ကြားတယ်။မိဘပြည်သူတွေအနေနဲ့စစ်အုပ်စုနဲ့နှီးတဲ့နေရာတွေမှာမနေကြဘို့အဓိကမြစ်တာရက်ခံ ခြင်းပါတယ်ဟုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ဘိုးမိုက်ခဲကသတင်းဌာနသို့ပြောကြားပါတယ်ထို့သောတိုက်ခိုက်မှုအတွင်းစစ်သားတအူအမျိုးသမီးပြူစော်တီနှစ်ဦးနဲ့အမျိုးသားပြူစော်တီငါအူစုစုပေါင်း၈ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ Farmis Garilla 4 BGF နဲ့ ဘူစားပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဖီသူကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၎င်းစစ်စင်ရေးမှသည်မျိုးသိန်းစစ်စင်ရေးတို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါသည်။ ဆက်လက်ပြီးလုံခင်းရွာရောက်ရှိလာသည့်စစ်ကောင်စီတပ်ကဒေသခံများဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းဒေသသို့ရောက်ရှိလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည်ဒေသခံများအဖမ်းဆီးပြီးတိုက်ပွဲအတွင်လူသားတိုင်းဖြစ်ထားရှိရန်ကြိုးပမ်းနေကြောင်းသတင်းရရှိပါတယ်။ယနေ့မေလ28ရက်နေ့နဲ့အစောပိုင်းတွင်လုံခင်းကျေးရွာရန်ချက်ဆက်ယုံမှထွက်လာသည့်စစ်ကောင်စီစစ်ကြောင်းမှစစ်သားအချို့သည် လုံခင်းတန်တတဟောင်းထိန်၌ တက်ဆွဲပြီးအယက်သားများအဖမ်းဆီးနေခြင်းဟုဒေသခံများကပြောပါတယ်။လုံခင်းတန်တရာအဟောင်းဘက်မှာတွေ့ရလူခေါ်နေတယ်။ပြေးရင်တနက်နက်လိုက်ပြစ်တယ်။မော်စီစာအထိစစ်ကြောင်းထိုးမဲ့ထင်တယ်။လမ်းတစ်လျှောက်စခရတွေအများကြီးပဲမြင်နေရတယ်ဟုလုံခင်းဒေသခံချုပ်ကပြောပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းသည်လုံခင်းရွာရန်ချက်ဆက်ယုံမှထွက်ခွာလာစဉ်နနက်၈နာရီကျော်ကစ၍ခချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ပါသည် နနက်9နာရီခွဲခန့်တွင်ပြစ်ခတ်တံများညိန်တက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်စစ်ကြောင်းကဒေသခံများအားတနက်နေ့ချိန်၍ဖမ်းဆီးစစ်ဆေးနေသည်ဟုတင်ရရှိပါသည်။ကားတွေဆိုင်ကယ်တွေရောဖမ်းထားတယ်။တချို့ရိုက်စစ်ခံရတယ်။အပြင်မထွက်ဘဲကိုယ်အိမ်နဲ့ပဲကိုနေကြပါ။စွစုစည်းစည်းနေကြဖို့လိုပါတယ်ဟုလုံခင်းဒေသခံတအူကပြောပါတယ်။ဒေသခံများဖမ်းဆီးခံရသည့်ရုတ်တန့်နှင့်စစ်ကောင်စီတပ်၏ပြစ်ခတ်မှုကြောင့်ပြည်သူအချို့ဒဏ်ရာရရှိခဲ့မှုဓာတ်ပုံမှတ်တမ်းများလည်းလူမှုကွန်ရက်နဲ့ထွက်ပေါ်လာခဲ့သည်။ ဒေသခံများဖမ်းဆီးခံရသည့်ရုပ်သံနှင့်စစ်ကောင်စီတပ်၏ပြစ်ခတ်မှုကြောင့်ပြည်သူအချို့ဒဏ်ရာရရှိခဲ့မှုဓာတ်ပုံမှတ်တမ်းများလည်းလူမှုကွန်ရက်၌ထွက်ပေါ်လာခဲ့သည်။လုံခင်းတွင်စစ်ကောင်စီတပ်ကပြည်သူစေဦးခန့်ဟာဖမ်းဆီးခေါ်ဆောင်သွားသည့်ရုပ်သံကိုလည်းတွေ့ရသည်။ PDF လာမသိဘူး PDF တွေတော့မဟုတ်လောက်ဘူးနော်ဟိုအမျိုးသားတအုပ်ကပြောသေးကိုအမျိုးသမီးတအုပ်ကစစ်တက်တွေလေအဲ့ဒီမှာဟို ပြန်လည်ပြောကြရာအမျိုးသားကလည်းချင်းချားရီနဲ့ဟုတ်တယ်ဟုပြောကြတန်ကိုပြည်သူစေဦးခန့်အားစူးစီးခေါ်ဆောင်သွားသည့်ရုပ်တံ၌ကြားရသည်အဆိုပါရုပ်တံမှတ်တမ်း၌ပင်တိုက်ပွဲဖြစ်ပြီးပြစ်ခတ်တံများကြားနေရသည်စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေသည့်လုံခင်းရွာသည်ဖားကန်မြို့နှင့်သုံးမိုင်ခန့်သာကွာဝေးသည်လုံခင်းမော်စီစာနမဖြစ်ဖားကန်လန်မော်စီစာစောင်းချိန်အမိုက်ပုံ ဖားကန်လန်လုံခင်းငိမ့်ချန်တာယာမလန်နမဖြစ်ဖားကန်လန်တို့ရှိသည်စစ်ကောင်စီတပ်သည်လုံခင်း၌ပင်ရှိသေးပြီး ဖားကန်မျိုးတို့မြည်သည့်လမ်းမှသွားမိကိုမသိရသေးပေစစ်ကောင်စီတပ်စစ်ကြောင်းလုံခင်းရွာအနီးရောက်ရှိလာပြီးခုခံတိုက်ပွဲများတိုက်ခိုက်နေပြီးဒေသခံများစစ်ရေးတရီပြုနေထိုင်ကြရန်နှင့်စစ်ရေးတရင်များအဆက်မပြတ်နားဆင်နေရန်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရဗိုလ်မှူးကြီးတော်ဘူးကပြောကြားပါရယ်ယနေ့နေ့နဲ့နှစ်နာရီခန့်ကစတင်၍စစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ရာဆိုင်းဖရာရွာမှစစ်ပေးရှောင်တဲအိမ်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးကလေးနှစ်ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါရယ်ပြီးခဲ့တဲ့2024ဇူလိုင်လက ဆိုင်းတောင်ရွာအား KIA ပူးပေါင်းတပ်ကသိမ်းယူခဲ့သည့်တိုက်ပွဲအတွင်းစစ်ကောင်စီသည်တန်ဃာတော်အချို့အပါအဝင်အရက်သားများကိုဖမ်းဆီးပြီးလူသားတိုင်းအဖြစ်အသုံးပြုခဲ့မှုသည် ဆိုင်းတောင်တုံးကအဖြစ်ပြက်တွေကိုသင်္ကန်းစာယူကြပါဖမ်းမိသွားရင်မလွယ်ဘူးပြန်လို့ရင်တော့ရိုင်းနှက်ပြီးမှလွှတ်တာဟုဒေသခံတအူကပြောပါတယ်။ကာမိုင်းလုံခင်ဖားကန်လန်အတိုင်းအင်အား600ခန့်ဖြင့် AB 23ရက်ကဝင်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းသည်လန်တရှောက် KIA ဘူးပေါင်းတပ်၏တိုက်ခိုက်ခံရပြီးမေလ28ရက်တွင်လုံခင်ရွာရန်ချက်ဆက်ယုံသို့အင်အား100ခန့်ဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။အဆိုပါစစ်ကြောင်းသည်ယနေ့တွင်လုံခင်းရွာပတ်ဝန်းကျင်တွင်ရှိနေပြီးဖားကန်းမြို့အထိဆက်သွားရန်ကြိုးစားနေကြောင်းဒေသခံများကပြောသည်။ ဆက်လက်ပြီးအင်အားတရာကျော်ပေါင်းစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုမြိုင်းနယ်ဦးတည်လာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့အခြေဆိုင်ချင်းမြန်တပ်မတရာတဲမှာအင်အားတရာကျော်ပေါင်းစစ်ကြောင်းသည်မြိုင်းမြို့သို့ဦးတည်နေကြောင်းဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောပါတယ်။အဆိုပါစစ်ကြောင်းသည်ယမန်နေ့မေလ28ရက်ကပခုတ်ကူမြို့နယ်မြောင်ချစ်ပင်ကျေးရွာရောက်ရှိကယနေ့မေလ28ရက်တွင်ဖောင်ချောင်းကျေးရွာအနောက်ဘက်ရှိနေသည်ဟုဆိုသည် မြိုင်내အတွင်းမှာဖြူရွာတွေစီကိုရောက်အောင်သွားမယ်လို့သိရပါတယ်။မြေပြင်စစ်ကြောင်းနဲ့အတူလေကြောင်းမှာပါမယ်လို့သိရပါတယ်ဟုအညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းမှတာဝန်ရှိသူတို့ကစစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်အခြေအနေနဲ့ပတ်သက်ပြီးသတင်းဌာနကိုပြောပြပါတယ်။ စစ်ကြောင်းထွက်လာသည့်လမ်းကြောင်းအတိုင်းဆိုပါကမြိုင်မြို့နယ်ရှိတွင်းမပြူစောတီရွာနှင့်တရက်ကန်ပြူစောတီရွာတို့ဝင်ရောက်နိုင်ကြောင်း၎င်းကခံမှန်းသည်။ထို့ကြောင့်အဆိုပါတီရွာများအနီးရှိပြည်သူများအနေဖြင့်လေကြောင်းအန္တရာယ်နှင့်မြေပြင်မှလာနေသည့်စစ်ကောင်စီတပ်စစ်ကြောင်းအထူးတတိပြုရန်မြိုင်မြို့နယ်အရက်ဘတ်အဖွဲ့အစည်းအချို့ကတိုက်တွန်းသည်။မြန်မြို့နယ်တောင်ပိုင်းကမိဘပြည်သူများတတိဝရိယနဲ့နေထိုင်ကြဖို့အတီအေးပေးအပ်ပါတယ်ဟု We Love မြိုင်မှတာဝန်ရှိသူတို့ကပြောပါတယ် အခုမေလ၂ရက်မှ9ရက်အထိမြိုင်းမြို့နယ်အရှိတောင်ပိုင်းမှာတစ်ကြီးတော်လေးတန်းနဲ့ပောက်ပင်ကိုင်းကျေးရွာတို့ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်ကခုံကြီးကျောင်းအပါအဝင်ပြည်သူနေအိမ်အလုံး40ခန်းကိုမိရှုဖျက်ဆီးခဲ့သည်အဆိုပါစစ်ကြောင်းကိုဒေသခံကောက်ွယ်ရေးတပ်များကတိုက်ခိုက်ရာစစ်ကောင်စီတပ်သားရုပ်အလောင်း၈လောင်း MA1 တနက်တလန်ကြီး900ကျော်နှင့်ခဲယမ်းအချို့သိမ်းဆီးရရှိခဲ့ပြီးစစ်ကောင်စီတပ်သည်ပခုတ်ကူမျိုးတို့တက်ပြန့်ဆုတ်သွားခဲ့သည် ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်